ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကြံ့ခိုင်ရေးပါတီသားအနိုင်ရဖို့ရှိသောမဟာလိုက်ရွေးကောက်ပွဲ UNG တာမြင့်ဖို့ဘာတွေပလန်ချတာပြီးဒီလဲပြောပြပါဦးကြည့် မှတ်တယ်တဲ့အေးမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်အနာတိတ်နဲ့လေးနဲ့လုံးမှာအများရန်အတန်ထုတ်ခဲ့တာပြည်သူနဲ့ဒူချက်တည်ပြီးတော့မှဒီဘုံဘောတူညီတန်၅ချက်ကိုလိုက်နာကျင့်သုံးဖို့အများရန်ခိုင်ခိုင်မာမာရည်တည်ပြောကြားခဲ့တာဒီကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကြားရတယ်ပေါ့အခု2025မှာအာဆီယံခေါင်းဆောင်ဖြစ်လာတဲ့မလေးရှားဟာ လေရှားဆိုရဟာနော်ဒီမအားလာစစ်အုပ်စုကိုမရောက်နိုင်ဘူးဒီအာဆီယံဆွေးနွေးပွဲမှာလူရသွင်းတဲ့အနေထားကိုတွေ့ရဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်း NUG နဲ့ဆက်ပြီးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်မယ်ပေါ့ရှင်နော်အဲ့တော့ဘုံတော်တူညီချက်၅ချက်ဆိုတာဟာပြည့်ပြည့်သွားပြီလို့ယူဆလို့ရပြီးတော့မှဒီ NUG နဲ့ဆက်လက်ပြီးတွေ့ဆုံဆွေးနွေးမယ်ဆိုတာကတော့နော်ကျမတို့ခံမှန်းရတော့ဒါဟာ2025ရွေးကောက်ပွဲကိုစုအတည်ပြုဖို့လုပ်တာပဲဖြစ်ပါတယ်ဒီရွေးကောက်ပွဲမှာပါဝင်ဖို့အတွက်တိုင်းနာလက်နက်ကိုင်နေနဲ့ NUG အပါအဝင်เนาะဒီမြန်မာနိုင်ငံအတွင်းထဲမှာရှိနေတဲ့ NLD ခေါင်းဆောင်တချို့ ਨੇ PDF တွေကိုလည်းဒီရွက်ကောက်ပွဲမှာပေါင်းမယ်လားပေါ့ဖိတ်ခေါ်မယ်လို့ခံနိုင်ပြီရပေါ့အဲ့တော့တို့ဒါတွေလုပ်နေတာဟာပြည်သူတွေအနေနဲ့ကတော့เนาะဒီရွက်ကောက်ပွဲဟာဟိုလူရမဝင်ပါဘူးအစ်စ်တမ်းမရှိပါဘူးတိတ်ခါမရှိတဲ့ရွက်ကောက်ပွဲပါလို့ပြည်သူတွေဘလို့ပင်អော်နေတော့ညာလေဒီရွက်ကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်ဒီရွက်ကောက်ပွဲမှာလည်းတိတာပေါ့တက်ခံရေးကနိုင်မှာပဲဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါကဟိုတက်ဆာနေကြတော့မလို့တော့ဘူးလေเนาะအခုချိန်မှာကိုကြီးကိုလက်နဲ့ဖြစ်နေတဲ့စစ်အုပ်စုဟာရွက်ကောက်ပွဲလုပ်မယ်ဆိုရင်သူတို့ပဲအနိုင်ရမယ်ဆိုတာဒါတရားရဂိုင်းတော့သိရနိုင်ပြီဖြစ်တယ် ီအပေါ်မှာဒီရွေးကောက်ပွဲအပေါ်မှာပါဝင်လာမယ်အတန်ဒီလဲကျွန်တော်တို့ကြားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒါပြည်ရဲ့ထဲကတချို့တချို့ခေါင်းဆောင်နေနေတဲ့ပေါ့နော်ဒီအပေါ်မှာပါဝင်လာလိမ့်မယ်လို့ထင်တယ်တချို့ဒီ NLD ခေါင်းဆောင်များအနေနဲ့လဲဒီရွေးကောက်ပွဲအပေါ်မှာစိတ်ဝင်စားတဲ့လူတချို့ရှိနေရှိနေလိမ့်မယ်လို့ထင်တယ်ဘာဖြစ်လို့လဲဆိုရင်သူတို့ထင်တာကြားတဲ့နေရာကဝင်ပြီးတော့နော်နိုင်ငံရေးကိုနိုင်ငံရေးအရာဆွေးနွေးပြီးတော့ရတဲ့နေရာကခြေကုပ်ယူပြီးအရင်အမေတော်ဆန်းစုတီလုတ်ခဲ့တယ်လို့မျိုးပဲနော်ရတဲ့အခွင့်အရေးနဲ့ဆက်ပြီးသွားမယ်လို့တွေးနေတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ရှိကိုရှိပါတယ်အဲ့တော့ ကျွန်တော်တို့ပြည်သူလူထုများအနေနဲ့ကတော့ဒါအသိအစင်မပြေပါဘူးเนาะဆိုတဲ့အခါကျတော့ဒီကျွန်တော်တို့တော်လိုင်းရင်အားစုများတိုင်းရင်းသားလက်နက်ကိုင်များအယူကြီးကလူကြီးများအပေါင်းတာဝန်ရှိသူများအားလုံးပေါ့เนาะဒီရွေးကောက်ပွဲကိုတားမြစ်ဖို့အတွက်เนาะဘာတွေပလန်ချထားလဲပေါ့ဒီရွေးကောက်ပွဲဟာပြည်သူလူထုလက်မခံပါဘူးတည်င်းထုတ်နေရုံနဲ့ပြီးသွားမယ်ကိစ္စမဟုတ်ဘူးပေါ့เนาะဒီရွေးကောက်ပွဲကိုဇွတ်အတီးပြုတ်မယ်ဇွတ်အတီးပြုတ်လိုက်ဖို့အတွက်လည်းအာဆီယံကကူညီနေလိမ့်မယ် ကြီးပေါ်မှာပြည်သူအထွက်ကပြည်သူတွေထွက်ကမျောလင်းချက်မဲ့တယ်လို့ဖြစ်သွားမှာကိုအရင်ဆိုရင်ပေါ့နော်အဲ့တော့ဒီရွေးကောက်ပွဲကလုံးဝဖြစ်လို့မရဘူးဖြစ်ကိုမဖြစ်တင်တဲ့ရွေးကောက်ပွဲဖြစ်တယ်တဖြည်းဖြည်းနဲ့ကျမတို့နယ်မြေတွေစုံမှုထားနိုင်တဲ့အနေထားရနေပြီးတော့ကျမတို့ဒီတော်လိုင်းရင်အားစုများစိတ်တကြလာဖို့အထိဖြစ်လာမှာကိုဆိုရင်ပေါ့နော်စိတ်တကြလာပြီးဆိုတဖြည်းဖြည်းနဲ့နယ်မြေတွေပြန်ပြီးတော့စစ်ကောင်စီဘက်ကနေပြန်ပြီးတင်ပိုက်လာနိုင်မယ်ဆိုရင်တဖြည်းဖြည်းနဲ့ကျမတို့တင်ထားတဲ့နယ်မြေတွေကိုတဖြည်းဖြည်းနဲ့ပြန်ဆုတ်ပေးရမယ်ဆိုတဲ့အနေထားမျိုးရောက်သွားမှာကိုကျမတို့အရင်ဆိုရင်ပါတယ်အဲ့ဒီလိုမျိုးဖြစ်သွားခဲ့လို့ရှိရင်ကျမတို့ကစိတ်တကခုလေးနဲ့တိုက်နေတာဖြစ်တဲ့အတွက်ကျမတို့ပြည်သူလူထုအားလုံးစိတ်တကြမယ်အနေထားမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကိုဘလို့နီးနဲ့တားဆီးကြမှာလဲဆိုတာကိုဟိုတကယ်ကိုခိုင်မာတဲ့ဆွေးနွေးမှုတွေလုတ်လုတ်ကြဖို့တိုက်တွန်းတယ်။တော့တော်လိုင်းအင်အားစုများအနေနဲ့ကျွန်တော်တို့အနေနဲ့အဖေကတခုပဲရှိတယ်။မဲမြေတွေကိုဒီထက်ပို့ပြီးတော့တိမ့်နိုင်မှကျွန်တော်တို့ကကျွန်တော်တို့ကိုစီဝိုင်းနဲ့ထည့်လာမယ်စကားပြောလာမယ်ကျွန်တော်တို့ကိုလူရခွင့်လာမှာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်အခုချိန်မှာမအားလာလို့စိတ်အုပ်စုလုံးသမျှအောင်မြင်နေပါတယ်ပြည်သူတွေခံနေရတယ်ဆိုတာကလည်းမအားလာလို့တော့ပို့ပြီးတော့အောင်မြင်စေမယ့်အထောက်ပံ့ဖြစ်ပါတယ်အဲ့တော့ ဒီဘုံကျဲတာတွေစက်တိုင်လုပ်နေမှာပါပဲအခုလိုမျိုးအာဆီယံကဘလူတွေပဲဖိအားပဲပေးပေးဘလူတွေပဲလူရသွင်းလာသွင်းလာမင်းအွန်လိုင်းလို့စိတ်အုပ်စုကသူတို့လောက်ဆရာရှိတာကပြည်သူကိုဒီထက်ပိုပြီးဒုက္ခရောက်အောင်ဒီဒီထက်ပိုပြီးပြည်သူတွေကိုတောက်မခံထားနိုင်အောင်နောက်ထောက်ပို့တွေကိုပြတ်နိုင်အောင်အမျိုးမျိုးလုပ်မှာဖြစ်ပါအကယ်၍ဒီရွေးကောက်ပွဲတာအောင်မြင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲစုစုတွေအများကြီးပဲရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြည်ပမှာရှိနေတဲ့ပြည်ပမှာရှိနေတဲ့တော်လိုင်းရင်အားစုများအတွက်အန္တရာယ်ရှိလာနိုင်တယ်နော်ဒီရွေးကောက်ပွဲတာဖြစ်ပြီးခဲ့ပြီဆိုလို့ရှိရင်စီးပွားရေးလမ်းကြောင်းတွေပိတ်ဆို့လာတဲ့စီးပွားရေးလမ်းကြောင်းတွေပြန်ပွင့်လာနိုင်ပြီးတော့အာဆီယံအနေနဲ့လည်းပြန်ပြီးတော့ဒီ ဒီမအားလားစိအုပ်စုပြန်ပြီးလိုရသူစကားပြောလာမယ်တပြေးပြင်းနဲ့ဒါကြီးကရုံလုံးပေါ်လာအောင်တကယ်ကိုမှဟိုအစိုးရတရက်အနေနဲ့ရုံလုံးပြန်ပေါ်လာမယ်ဆိုလို့ရှိရင်နိုင်ငံသားမှရှိနေတဲ့ပြည်ပမှရှိနေတဲ့တော်လန်ရေးအင်အားစုတွေထောက်ပို့နေအားလုံးအတွက်အန်တီရရှိနိုင်နေပေါ့နော်ဆိုတော့ဒါကြီးကအကြီးကြီးဖြစ်ပါတယ်အဲ့ဒီလိုပဲနော်ဒီစစ်မှုထမ်းဥပဒေမှလည်းနော်ပို့ပြီးတော့အသက်ဝင်လာမယ်ပို့ပြီးတော့လုတ်ချင်တယ်လို့ပို့ပြီးတော့လုတ်လာမယ်အခုလည်းလုတ်ချင်တယ်လို့လုတ်နေဒါဖြစ်တယ်ပေါ့နော်ဒီတက်ပို့ပြီးတော့ဆိုးရွားရတဲ့လုတ်ရက်တွေကိုဟိုလုတ်လာမှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အတမစစ်မှုထမ်းဥပဒေကိုတားမြစ်နိုင်တဲ့ ကောင်းဆောင်မရှိခဲ့ဘူး။ကျွန်တော်တို့ရှိမှာတကယ်ကမှပလန်ချပြီးတကယ်ကမှအဲအစီအစဉ်တခြားလုဆောင်မဲ့ခက်ခိုင်မှမှလုဆောင်မဲ့ကောင်းဆောင်မရှိခဲ့ဘူး။ဒါကြောင့်မလို့စစ်ကုထံဥပဒေကအောင်မြင်ပါတယ်။နော်ဘလို့ပဲပြောပြောပြည်သူကလက်မခံဘူးပဲပြောပြောပြည်သူတွေရှောင်ပြေးနေရတယ်ပြောပြောပြည်သူလက်ထဲမှာဘာမှရှိရမှာမဟုတ်ဘူး။ပြည်သူတွေကကိုချိမနိုင်ခဲမရဖြစ်နေုံကလွဲလို့နော်ဒီစစ်ကုထံကိုလေပောင်ဝင်ချင်ကြတဲ့လူနော်စစ်ကောင်စီဘက်ကနေတိုက်ချင်ကြတဲ့လူတကောင်မှမရှိခင်တယောက်မှမရှိဘူးသူတို့ဘောမတွေကလွယ်ရင်ဘောမတွေကိုယ်တိုင်လေဒါအော်နေတာပဲရှိတယ်သူတို့ကိုယ်တိုင်လေစစ်မှုထမ်းချင်တဲ့လူတွေတယောက်မှမရှိပါဘူးအဲ့တော့ဒီဒီဥပဒေကိုရအောင် လုတ်ခဲ့ကြတယ်အတီးပြုတ်ခဲ့ကြတယ်ဒါကစစ်ကောင်စီအတွက်အောင်မြင်တယ်ဟိုပြည်သူလက်ထဲကိုတနတ်ထည့်ပေးပြီးတော့ပြည်သူကိုပြန်တိုက်ခိုင်းတဲ့လုပ်ငန်းစဉ်ကအပတ်စဉ်တိုင်းအပတ်စဉ်တိုင်းဟိုအတုတ်တိုင်းတုတ်တိုင်းအောင်မြင်နေခဲ့တယ်အဲ့ဒီအတွက်အဲ့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့ဘက်ကခေါင်းဆောင်တွေကဘာမှဘာမှတိတိယောက်ယောက်လုတ်ဆောင်ခဲ့တာမရှိဘူးအခုလေ2025ရွေးကောက်ပွဲကိုအတီးပြုတ်ဖို့အတွက်ရွေးကောက်ပွဲမဖြစ်ဖြစ်အောင်လုပ်ဖို့အတွက်မအားလားလို့စစ်အုပ်စုကဒါဒါကိုပဲအချိန်ဆွဲပြီးလုပ်နေတာဖြစ်တဲ့အတွက်ရေဘေးပဲလာလာငလေးဘေးပဲလာလာသူတို့တို့အုံနောက်ထဲမှာလုံးဝထည့်ထားတာမဟုတ်ဘူးဒါကတိကျတယ်အဲ့တော့ဒီ2025ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်တဲ့အပေါ်မှာကျွန်တော်တို့တော်လန်ရင်းအားစုများအနေနဲ့ဒါကို ဟိုတားဆီးဖို့ပလန်တွေမချထားဘူးလားဆွေးနွေးမှုတွေမလုပ်ဘူးလားဘာမှမလုပ်ထားဘူးလားလို့မိကုန်ထုတ်ချင်တယ်ဒါဒါကြီးကလုံးဝဖြစ်သွားခဲ့မယ်အောင်မြင်သွားခဲ့မယ်ဆိုရင်ကျွန်တော်တို့စစ်ကောင်စီကအချိန်ဆွဲပြီးလုတ်တဲ့နေရာမှာအရန်တော်တယ်ပြည်သူတွေဘလို့ပဲခံနေရခံနေရဘာတွေပဲပြောနေပြောနေတော်လိုင်းရဲ့အားစုတွေဘာတွေပဲနိုင်နေတာတွေဘလို့တွေပဲလုံနေလုံနေသူတို့လုတ်ဆရာရှိတာကိုအေးအေးစီစီဆက်လုပ်နေတယ်လုံဆောင်မှုတိုင်းအောင်မြင်နေတယ်လို့ပြောလို့ရတယ်နော်အဲ့ဒီအတွက်ဒီနောက်ွယ်မှာ နော်ဒီ2025ရွေးကောက်ပွဲရဲ့အောင်မြင်သွားပြီးနောက်ပွဲမှာဖြစ်မယ်အဖက်တွေအများကြီးအများကြီးစိုးကြိုးတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကဒီရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ဖျက်ကမယ်ဆိုတဲ့ဟာဟာမျိုးတော့ကျွန်တော်တို့တွေးမိတယ်နော်ဖြစ်လဲပြက်လဲပြက်စီတင်တယ်ဒါကလုံးကလုံးဝဖြစ်လို့မရတဲ့ရွေးကောက်ပွဲဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ပြည်သူတွေဥဆောင်မှုကိုနော်စောင့်မျှော်နေကြဖို့အချိန်မဟုတ်တော့ဘူးဒါကခေါင်းဆောင်တွေအနေနဲ့ချစ်ထွက်လာပြီးတော့မှဒီကိစ္စတွေကိုတိုင်းသားလက်နက်ကင်တွေနဲ့ဆွေးနွေးရတော့မယ်အချိန်ကဖြစ်တယ်လို့တကယ်ကိုမှ ခိုင်မာတဲ့ဆွေးနွေးမှုတွေခိုင်မာတဲ့အပေးအယူတွေခိုင်မာတဲ့အပေးအယူဆိုတော့ကျွန်တော်တို့တော်လှန်ရေးကိုပဲကြည်ကြည်နော်နိုင်ငံရေးကိုပဲကြည်ကြည်ဘယ်ဘက်ကပဲကြည်ကြည်အာဆီယံအနေနဲ့ဟိုပေါင်ဝင်ဆွေးနွေးမှုတွေကိုပဲကြည်ကြည်အားလုံးကအခြေခံက business ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တိုင်းသာလန်နဲ့ကိုင်နေတဲ့ဆွေးနွေးတဲ့နေရာမှာတကယ်ဖရီယယ်ကိုတွားဖို့သူတို့လိုချင်တဲ့ပရိကဝတ်တွေကိုဟိုဂျုံကြည်စိတ်ချရမှုတွေရဖို့အတွက်ခိုင်မာမှုတွေဆွေးနွေးမှုတွေလုပ်ဖို့လိုအပ်တယ်လို့ကျွန်မပြောချင်တာဒီအချိန်မှာအတန်ထုတ်နေရုံနဲ့မရအောင်လေကျွန်တော်တို့ ဖယ်ရီယာကိုတကယ်သွားနေပါတယ်လို့ပြောနေုံနဲ့မရဘူးတကယ်ကိုခိုင်းပါတယ်ဆွေးနွေးမှုတွေရှိဖို့လိုအပ်တယ်ကျွန်တော်တို့ကလိုအပ်နေတာလုံးဝတပ်ပေါင်းစုဖွဲ့နိုင်ဖို့ဒါကိုကျွန်တော်တို့လေးနှစ်ရှိသွားပြီးအော်လာခဲ့တာနော်တပ်ပေါင်းစုဖွဲ့ဖို့ကိုအခုထိအခုထိကျွန်တော်တို့အရေးရှောင်တော့မမြင်ရသေးဘူးသူတမင်းကိုတမင်းဖြစ်နေကြတော့ရှိသေးတယ်ပေါ့နော်နောက်တစ်ခုကဒီညောင်သုံးပုံမှာ နော်တရုတ်ရဲ့ဖိအားပေးမှုကြောင့် MMDA ကနောက်ဆုတ်သွားရမယ့်အခြေအနေဒါပဲဖြစ်ဖြစ်ဒါကတို့နောက်ဆုတ်သွားရမယ့်အခြေအနေတရုတ်ကိုမြင်နေရတာဖြစ်တဲ့အတွက်လာရှုပ်ပြန်ပေးတဲ့အမှုဟာအခုလာရှုပ်ပြန်ပေးတဲ့ကိစ္စအခုမဖြစ်ရင်နောက်ဖြစ်တော့မှာစစ်ကောင်စီတက်တဲ့ကိုရောက်တော့မှာဖြစ်တဲ့အတွက် TNL တစ်ဖွဲ့ပဲရှိတော့တယ်ဒီ TNL တွေကလည်းနောက်ပိုင်းကျလို့ရှိရင်ဖိအားတွေပို့ပြီးတော့ရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့တပ်ပေါင်းစုဖွဲ့ဖို့ဘာတွေလှုပ်ဆောင်ထားကြလဲ